ားလုံးပဲမင်္ဂလာပါဆိုရှယ်မီဒီယာပလက်ဖောင်းတိုင်းမှာရှောက်နေတဲ့မြင်စရာကြားစရာစီနီယာကွန်တန့်ခရီးတာအလုံးကို ကာရဝပြုပါရယ် Zobarmi Blog Channel ကနေကြိုးစားပါရယ်ကျွန်တော်တို့ Channel လေးက Android ဖုန်းကိုအသုံးပြုပြီးတော့2025မှာစပြီးတော့ Content Creator လုပ်မဲ့သူများ Smartphone နဲ့ Blog ရိုက်မဲ့သူများနဲ့ Android ဖုန်းကိုအသုံးပြုပြီးအပြော်တမ်းဗီဒီယိုဖန်တီးလိုသူများအတွက် အကျိုးတစုံတရာရသိဖို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးတဲ့ channel လေးဖြစ်ပါတယ်ကတော့ follow ပါเนาะအဲ follow မှာဆိုရင်ကျွန်တော်တို့ ਨੇ subject နဲ့ဟုတ်လားထိညှိပြီးတော့နောက်ကနေတလှမ်းချင်းလိုက်ပြီးတော့ကြားရမှာဖြစ်ပါတယ်ဒီလိုရိုက်တဲ့အခါမှာကျွန်တော်တို့က နင်ဂျာဝေါ်နဲ့လမ်းလျှောက်ရမှာဖြစ်ပါတယ်နင်ဂျာဝေါ်လေးနဲ့လမ်းလျှောက်ပြီးတော့ပြန်มาဖြစ်ပါတယ် ။နံပါတ်2ကတော့ Sky Orbit Shop ဖြစ်ပါတယ်။ဒီ Shop ကတော့ကျွန်တော်တို့တွေကျွန်တော်တို့ရဲ့ subject ကတစ်ပင်တစ်ပင်ဆိုလို့ရှိရင်အဲဒီတစ်ပင်ကိုကျွန်တော်တို့အကွာဝေးချင်းထိမ့်ညိပြီးတော့ soft wine ပုံစံတန်ပတ်ပြီးတော့ရိုက်ရမှာဖြစ်ပါတယ်။ဒါလို့ရိုက်တဲ့နေရာမှာကျွန်တော်တို့က subject ဖြစ်တဲ့ဒီတစ်ပင်ကိုကင်မရာကို90ဒီဂရီမိုးပေါ်ကိုထောင်ပြီးတော့အဲ့ဒီ sub ချက်နဲ့အကွာဝေးရင်ထိမ့်ညိပြီးတော့ကျွန်တော်တို့က sub wine ပုံစံတန်ပတ်ပြီးတော့ရိုက်ရမှာဖြစ်ပါတယ်။ နံပါတ်3ကတော့ wall orbit ဖြစ်ပါတယ် wall orbit ဆိုတာကတော့ကျွန်တော်တို့နယံကတ်တဲ့ orbit ပေါ့နော်အဲ့ဒီ shot မှာလည်းကျွန်တော်တို့က subject ကိုအလဲတက်တက်မှာထားပြီးတော့တစ်ဖက်နယံကနေပြီးတော့ကင်မရာကိုစဝိုင်းပုံစံဆွဲယူလာပြီးတော့အခြားတစ်ဖက်နယံအထိကိုကတ်ပြီးတော့စဝိုင်းပုံစံရရမှာဖြစ်ပါတယ် number 4ကတော့ office shop ဖြစ်ပါတယ် office shop ကတော့ကျွန်တော်တို့ subject ကို center မှာထားပြီးတော့အဲ့ subject နဲ့အကွာဝေးရင်းထိမ့်ညီပြီးတော့စဝိုင်းပုံတရံပတ်ပြီးတော့တပတ်တပတ်လည်ရိုက်ရမှာဖြစ်ပါတယ် နံပါတ်5ကတော့ mini jet review ဖြစ်ပါတယ်။ဒီ show ကတော့ကျွန်တော်တို့ jeep and crane show နဲ့ခတ်ဆင်စင်ပါပဲ။ကျွန်တော်တို့နဲ့ subject နဲ့အကွာဝေးချင်းထိမ့်ညှိပြီးတော့မျက်နှာရှင်းဆိုင်အနေထားရနေပြီးတော့ subject ရဲ့အောက်ခြေရနေပြီးတော့အပေါ်ကိုတစ်ပြေးပြေးရိုက်သွားရမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတပြိုင်တည်းတည်းပဲနောက်ကိုတလှမ်းချင်းဆုပ်ပြီးတော့အကွာဝေးချင်းထိမ့်ညှိပြီးတော့ဆုပ်ရမှာဖြစ်ပါတယ်။ ဲ့တော့ဒီ shot မှာတော့ကျွန်တော်တို့ lab la နဲ့ရိုက်လို့မရပါဘူး gimbal ပါမှရပါမယ်အဲ့ဒါမှကင်မရာညိမ့်မှာဖြစ်ပါတယ်နံပါတ်6ကတော့ fake drone shot ဖြစ်ပါတယ်ဒီ shot မှာဆိုလို့ရှိရင်ကျွန်တော်တို့က subject နဲ့ကျွန်တော်တို့ရဲ့မျက်နှာချင်းဆိုင်အနေထားအနေပြီးတော့ ျွန်တော်တို့ရဲ့ subject ကိုကင်မရာနဲ့အုပ်မိုးပြီးတော့အလောက်ကိုတပြေးပြေးတလှမ်းရင်းဆုပ်လာရမှာဖြစ်ပါတယ်။ဒီ show မှာလည်းပဲကျွန်တော်တို့လပ်လာလည်းမရပါဘူး gimbal ပါမှဖြစ်မှာပါ gimbal gimbal mini tripod အရှိကိုအသုံးပြုရမှာဖြစ်ပါတယ်။